လူပေါင်း150ကျော်ဒိတ်ဆုံးစေခဲ့တဲ့အင်အားမိလောင်မှုကြီးအပြီးမှာဟောင်ကောင်အာဏာပိုင်တွေဟာလူ73ယောက်ကိုဖမ်းဆီးထားပြီးဖြစ်ပါတယ်။အဖမ်းခံထားရသူတွေဟာလူသေမှုလူသေတဲ့အထိပေါ်ဆောင်မှုဝတရားပြတ်ကွက်မှုတွေအတွက်ဆွဲချက်တင်ခံရောက်ွယ်ရှိတယ်လို့ဆိုပါတယ်။နိုဝင်ဘာလ26ရက်နေ့တုန်းကဟောင်ကောင်မြောက်ပိုင်းမှာရှိတဲ့အင်အားတစ်ခုတည်းကအထက်မြက်တိုက်တွေမှာအကြီးအကျယ်မိလောင်ခဲ့တာဖြစ်ပါတယ်။32ထပ်တိုက်ကြီး၈ခုတည်းက9ခုမှာ မီးသစ်လောင်ကျွမ်းခဲ့ပြီးလူ151ယောက်သေဆုံးခဲ့တယ်လို့အယောက်40လောက်ပျောက်ဆုံးနေပါတယ်။ပျောက်ဆုံးနေသူတွေဟာပြာကျတဲ့အထိမီးလောင်ခံရပြီးအလောင်းရှာမတွေ့တာမျိုးလည်းဖြစ်နိုင်တယ်လို့မီးသက်ဝန်ထမ်းတွေကသတိပေးထားပါတယ်။အင်ယာတွေကတိုက်အမြင်တွေမှာအကြီးစားပြန်လည်ပြင်ဆင်မှုမှန်မှုတွေလှုပ်ဆောင်နေရင်မီးလောင်မှုဖြစ်ခဲ့တာပါ။ပြန်လည်ပြင်ဆင်မှုတွေမှာဝါညံ့တွေကိုအသုံးပြုထားခဲ့တယ်လို့အဆောက်အုံရဲ့ပတင်းပေါက်တွေနဲ့နေရန်အစိမ့်အပိုင်းတချို့မှာမီးလောင်လွေတဲ့ဓာတ်ပစ္စည်းတွေထည့်သွင်းအသုံးပြုထားခဲ့တာကြောင့်လည်း မြေကူးဆက်မှုကိုပုံမဆိုးရွားသွားစေရတယ်လို့စစ်စည်ရေးအရာရှိတွေကဆိုပါတယ်။ဒါ့ပြင်အဲ့ဒီအရာထဲမှာနေထိုင်သူ၄000ထဲကအများစုဟာတက်ကြီးရွယ်အိုတွေဖြစ်ပေမဲ့မီးလောင်ချိန်မှာအလွယ်တကူရှေ့ပြောင်းနိုင်အောင်စီစဉ်ထားမှုတွေမရှိတော့ကိုလည်းဖော်ထုတ်တွေးရှိခဲ့ပါတယ်။တကယ်လို့ဝါညန်းတွေနဲ့မီးလောင်လွယ်တဲ့ပစ္စည်းတွေတောင်မသုံးခင်မီးပေးအန္တရာယ်ကြိုတင်ကောက်ွယ်ရေးအစီအမံတွေကို ထိထိရောက်ရောက်ပြင်ဆင်ထားခဲ့ရင်အသေးအပြောက်ကိုအများကြီးရှော့ချနိုင်ခဲ့ွယ်ရှိတယ်လို့ရဲတွေကယူဆထားကြပါတယ် အခုတော့အဆောက်အုံတွေကိုပြန်လဲမွမ်းမံပြင်ဆင်ဖို့တောင်းပန်ယူထားတဲ့ကုမ္ပဏီရဲ့အမှုဆောင်တွေအပေါ်ဝင်လူ73ယောက်ထိကိုဟောင်ကောင်ရဲတပ်ဖွဲ့ကဖမ်းဆီးထားလိုက်တာဖြစ်ပါတယ်။ပြီးတော့ဝါညံ့တွေမှာတွေးလျက်သောချိတ်ထားတဲ့အစိမ်းရောင်လုံခြုံရေးပိုက်ကွန်တွေကလည်းမိဘအန္တရာယ်ကောက်ွယ်ရေးစံနှုန်းတွေနဲ့ကန့်ညီမှုမရှိခဲ့ကြောင်းစစ်ဆေးတွေ့ရှိထားပါတယ်။ဒေသုံဆင်းမှာတော့ဟောင်ကောင်နိုင်ငံသားတွေတောင်မှပဲအင်အန်ကူအဖြစ်လာရောက်အလုပ်လုပ်နေတဲ့အင်ဒိုနီးရှားနိုင်ငံသား၉ယောက်နဲ့ ဖလော်ပိုင်းတယောက်ပါဝင်တယ်ဆိုတော့ကိုလည်းအတိပြုတွေးရှိထားပါတယ်ဟောင်ကောင်ဟာတရုတ်အစိုးရကထိန်းချုပ်ထားတဲ့နယ်မြေတစ်ခုဖြစ်ပါတယ်ဟောင်ကောင်ကမီလာမှုနဲ့ပတ်သက်ပြီးဒေသုံးတွေအတွက်အစုတောင်းတဲ့အခမ်းအနားတွေလုံခြုံရေးစံနှုန်းတွေမြှင့်တင်ပေးဖို့တောင်းဆိုမှုတွေမှာအာဏာပိုင်းတွေရဲ့အစီအစဉ်မှုတွေရော့ရဲခဲ့တဲ့အပေါ်လူထုကဒေါသထွက်နေတဲ့အရေးအယောင်တွေကိုလည်းတွေးကြရပါတယ်တရုတ်အစိုးရကတော့ဟောင်ကောင်မီလာမှုကိုအကြောင်းပြုပြီးတရုတ်စံကျင်ရင်ဆန္ဒပြဖို့တွေအစားပြုလာမဲ့ကိစ္စတိုင်းကို လုံးဝစိတ်မကူးကြဖို့တရိပ်ပေးထားပါတယ်။ဒီဇင်ဘာ၂ရက်နေ့မနက်ပိုင်းထိအခြေအနေအရတော့မိသားတက်ဖွဲ့ဝင်တဲ့အရေးတွေဟာအခြေအနေအစိုးဆုံးအထက်တွေမှာစစ်စစ်ဆက်ဆက်ရှာဖွေမှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။မိစတဲ့လောင်ကျွမ်းခဲ့တဲ့အကြောင်းရင်းကိုတော့တိတိကျကျမသိရသေးပါဘူး။အင်ယာထဲမှာနေထိုင်သူတွေထဲကအယောက်1100လောက်ကိုယာယီခလုံးရေးစခန်းတွေမှာနေရာချထားပေးပြီးနောက်ထပ်အယောက်680လောက်ကိုတော့အဆောင်တွေဟိုတယ်တွေတဲခိုခန်းတွေမှာ နေရာထိုင်ခင်းစစ်ဆင်ပေးထားတယ်လို့သိရပါတယ်။အဒီအင်ယာမီလာမှုဟောင်းဟောင်ကောင်တမိုင်းမှာအစိုးဆုံးဖြစ်ခဲ့တဲ့1948ခုနှစ်မီဘေးသိမ်းမှုကြီးထက်အသေးအပြောက်ပိုများလာနိုင်ခြေတွင်ရှိနေပါတယ်။အဒီတုန်းကတော့ကုန်းလောင်းယုံတစ်ခုမှာမီလောင်ခဲ့ရာကလူပေါင်း186ယောက်ထိအသက်ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်ရှင်။